မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကြောက်ဖြူမျိုးနီတိုက်ပွဲတွေပြင်းထန်လာတဲ့အတွက်တာမန်တရက်ဝန်တန်းတွေထွက်ပြေးတိမ်းရှောင်မှုတွေရှိနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်ရခိုင်ပြည်ကြောက်ဖြူမျိုးနီမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကတနေ့ထက်တနေ့ပြင်းထန်လာတဲ့အတွက်တာမန်တရက်ဝန်တန်းတွေကအခုရက်ပိုင်းအတွင်းမှာစက်ရုံတွေကနေထွက်ပြေးတိမ်းရှောင်မှုတွေရှိလာနေတယ်လို့သိရပါတယ် စီရီတည်ရင်မြင့်တအူကအီနဲ့တိုက်ပွဲဖြစ်တော့စကောင်စီဘက်ကတရုတ်ဆက်ယုံတွင်နေအင်ယူရတဲ့ကိုလုံခြုံတဲ့ပုံစံနဲ့အင်အားတွေဖြည့်ပြီးအမှန်ကကာဗာယူပြီးနေနေတာဒါတွေကိုဆက်ယုံနေမှရှိတဲ့တရုတ်လုံသားတွေနဲ့မြန်မာဝန်ထမ်းတွေကသဘောပေါက်လာလို့ကြောက်လို့ထွက်ပြီးတိတ်ဆောင်လာကြတာလို့ပြောပါရတယ်။ ကျောင်းဖြူမြို့နယ်ဂုံးချိန်တိုက်နယ်မလကျုံးဧရိယာဝန်ကျင်ရှိတရုတ်စီမံကိန်းဧရိယာနီတီတိုက်ပွဲဖြစ်ပွားလာပြီးစစ်ကောင်စီမှအဆိုပါနေရာတွေမှာအင်အားဖြည့်တင်ပြီးလုံခြုံရေးယူထားကပြစ်ခတ်မှုတချို့နဲ့ဆက်ရုံနီဝန်ကျင်မှာဖြစ်ပွားနေရလို့ဆိုပါတယ်။ထွက်ပြေးတိမ်းရှောင်ကြတဲ့အထက်မှာတရုတ်လုံသားပါဝင်မြန်မာလုံသားတွေလည်းပါတယ်လက်နက်တွေကနေ့တိုင်းပြစ်နေတဲ့လေရင်ကပုံကျဲတဲ့ဒရုန်းနဲ့တိုက်တဲ့အခြေအနေကစိုးရိမ်ရတဲ့အနေအထားဖြစ်လာတော့မနေ့ကမေလ26ရက်ကစပြီးထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့သိရတယ်လို့ပြောပါတယ်။ တရုတ်ဝန်ထမ်းတို့ချို့ကတော့တိုက်ပွဲဖြစ်ပွားမှုမရှိသေးတဲ့ကြောက်ဖြူတဘာဝတံငွေနယ်ရှိတဲ့စစ်ကမ်းစီမံကိန်းရှိတဲ့မဒီကျွန်းဘက်ကိုတင်းရှောင်ကြပြီးတရုတ်ဝန်ထမ်းအကြီးပိုင်းတို့ချို့ကတော့ရန်ကုန်ကိုလီကျောင်းနဲ့တင်းရှောင်သွားကြတယ်လို့ကြောက်ဖြူမျိုးကံမျိုးသမီးတောင်ကဆိုပါတယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့မရရမျိုးနဲ့အရှိချမ်းမှာတိုက်ပွဲတွေပြင်းထန်နေတဲ့ကြောင့်တင်ဆက်ပေးပါမယ် မန္တလေးတိုင်းမေဒီယာမြို့နယ်အရှိချမ်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးမေလ26ရက်ညပိုင်းထိတိုက်ပွဲဖြစ်ပွားနေရလို့တော်လိုင်းတပ်တွေစီကသိရပါဗျ။မေဒီယာမြို့နယ်အရှိချမ်းကတရုတ်နိုင်ငံရှင်နီမြုံနယ်မှုဖြစ်တဲ့ Alpha Pilet မြေဆက်ရုံညကန်တာရွာနဲ့ထန်းပင်ကုန်းကျင်းရွာကြားနီးတိုက်ပွဲတွေပြင်းထန်နေရလို့သိရပါဗျ။စစ်တပ်ကလုံနေတာမြေပြင်ထိုးစစ်ဆင်မရရင်လေကြောင်းကနေပုံကျဲတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တအုပ်ကပြောပါတယ်။ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်ထမ်းမင်ကုန်းဘူကုန်းမြောင်းတစ်ကုန်းကြောင်တဒါလက်ဝဲကြီးအောင်တာယာကုန်းစတဲ့ကြီးရွာတွေကနေအိမ်တွေအများစုပြည့်စည်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။မေလာအတွင်းစစ်ကောင်စီကအကြိမ်ပေါင်း200ကျော်လေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးတရက်တည်းကိုအကြိမ်30ကျော်တိုက်ခိုက်ခံရတဲ့ရက်တွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ မေလာတရမ25ရက်နေ့ဒီနေ့စဉ်လေးကြောင်းတိုက်ခိုက်နေပြီးကျေးရွာစာတင်ကြောင်းဘုံကြီးကြောင်းနဲ့စေခန့်တွေကိုစစ်တပ်ကအဓိကပြစ်မှတ်ထားတိုက်ခိုက်နေတာလို့ဆိုပါရယ်မတရားမြို့နယ်အရှိချမ်းကို2029စစ်စင်ရေးမှာ MDYP တရက်ဦးဆောင်တဲ့တော်လိုင်းတပ်တွေကစစ်တပ်စခန်းပေါင်း40ကျော်ကိုသိမ်းခိုက်ပြီးထိန်းချုပ်ထားတာဖြစ်ပါရယ်စစ်တပ်ကမတရားမြို့နယ်အနောက်ချမ်းကို2024နှစ်ကုန်ပိုင်းမှာစစ်ကြောင်းထိုးထိန်းချုပ်ခဲ့ပြီးမန္တလေး PDF ထိန်းချုပ်တဲ့အရှိရှမ်းကိုထိုးစစ်ဆင်ပြီးပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေရလို့သိရပါရယ် ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်ရှိတိပေါ်ဘိုးစစ်တပ်စခန်းအပဝင်းစစ်ကောင်တီတပ်စခန်းနေရာများအလုံးကို KNL မဟာမိတ်ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တော့မှာဖြစ်လို့ပြည်သူများထိုင်းဘက်ကိုတိမ်းရှောင်နေကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ရှိတိပေါ်ဘိုးစစ်တပ်စခန်းအပဝင်းစစ်ကောင်စီတပ်နေရာတွေအလုံးကို KNL မဟာမိတ်ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တော့မှာဖြစ်ပြီးပြည်သူများထိုင်းဘက်ကိုတိမ်းရှောင်လာကြောင်းနေဆက်တဲ့ရင်းရှင်းမြစ်တွေစီကသိရပါရယ်။ မေလ29ရက်နေ့မနက်ပိုင်းထိုင်းမြန်မာနယ်စပ်မြောင်းရီခရိုင်တွင်ရှိတိဘော်ပေါ်စုံစည်းမြိုင်းဝေါ်လီဒေသတွင်ရှိစစ်ကောင်စီတပ်စခန်းတွင်ကို KNL မဟာမိတ်တပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ပိုးစတင်လှုပ်ဆောင်နေတဲ့အတွက်ပြည်သူတွေကထိုင်းဘတ်ချမ်းမော်လီချိုင်းဖုံမီယာဆအိုဂျီရွာများဘက်ကိုတောင်းရင်းမြေ ်းကူးရှောင်တိန်နေခြင်းဖြစ်ပါတယ်တိုက်ပွဲကတိပေါ်ပူနာကတ်နေပြီးစုံစည်းမြိုင်ဘက်ကလည်းကင်နေပြီးဒရုန်းနဲ့ကျဲလိုက်စနန်ပါနဲ့ထောက်ပြလိုက်လက်နက်ကြီးပြတ်ထက်လိုက်ဖြစ်နေပြီးမနေရတော့ဘူးမော်လီဆိုင်ကအမျိုးတွေဘက်ကူးလာနေတဲ့တောင်တီကလူတွေလည်းသူမွဲခီဘက် ဖုတ်ဖရဘတ်ကူးကုန်ပြီလို့ထိုင်းမြန်မာနယ်စပ်သတင်းရင်းမြစ်တွေကပြောပါရယ်။မေလ23ရက်နေ့စစ်ကောင်စီပလဲတူစခန်းကို KNL မဟာမိတ်ပူးပေါင်းတပ်များသိမ်းပိုင်ရရှိပြီးရနောက်သေးပေါ်ဖို့စုံစည်းမြိုင်ဥက္ကဋ္ဌစစ်တပ်စခန်းတွေကိုပိတ်ဆို့ဖြတ်တောက်ထားရာနှစ်ဖက်တိုက်ပွဲပြင်းထန်တဲ့အခြေအနေတွေကြောင့်ပြည်သူတွေကထိုင်းနိုင်ငံဘက်ကိုတိတ်ရှောင်နေကြခြင်းဖြစ်ကြောင်းသိရပါရယ်။ ထိုင်းမြန်မာနယ်စပ်မှာထိုင်းစစ်တပ်24နာရီလုံခြုံရေးကင်းလည်နေပြီးအသည့်အနေထားစည်ရေးပြင်ဆင်ထားကြောင်းသိရပါရယ်လက်ရှိကရင်ပြည်နယ်အတွင်းမြရီဖျားသုံးစုကော့ဂရိတ်ကြုံတို့ဖပေါ်တန်တော်ဒေသများအတွင်းအချမ်းဖက်စစ်ကောင်စီတပ်နဲ့ KNL မဟာမိတ်တပ်တွေကြားတိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိပါရယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့အထိနာလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းများဖားကန်ရောက်လာတဲ့အတွက်ဒေသခံများစစ်ပေးအတွက်အသည့်ပြင်ဆင်ထားတဲ့အကြောင်းပြန်ဆက်ပေးပါမယ် ကချင်ပြည်နယ်ဖားကံမြို့ကိုကာမိုင်းမှထိုးလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းအထိနာပြီးလုံခင်ရမ်းချက်ဆက်ရုံကိုရရှိလာပြီးဖြစ်တဲ့အတွက်လုံခင်ကြီးရွာအုပ်စုအတွင်းမှလေပြင်းကြီးရွာဖန်ကားဆောင်နဲ့ငိမ့်ချန်တာယာကြီးရွာမှပြည်သူများစစ်ပီးရှောင်ကြဖို့နဲ့အသည့်အနေထားပြင်ထားတင်တယ်လို့ KIA KPDN နဲ့နီးစပ်တဲ့သူတွေစီကတရားပါတယ်။အင်အား600ခန့်ရှိစစ်ကောင်စီတပ်စစ်ကြောင်းကကာမိုင်းဖားကံလမ်းကြောင်းတိုင်းစစ်ကြောင်းတက်လာစဲလမ်းမှာတိုက်ခိုက်ခံရပြီးအင်အားတရာဝန်းကျင်သားဖားကံလုံခင်ရမ်းချက်ဆက်ရုံရောက်ရှိလာပြီးဖြစ်ပါတယ်။ကာမိုင်းဖားကံလမ်းကြောင်းတိုင်းစစ်ကောင်စီတပ်စစ် ကြောင်းများအင်အားထက်မှန်ဖြည့်တင်းလာနိုင်တဲ့အတွက်တိုက်ပွဲအချိန်မီဖြစ်ပွားနိုင်ကြမနီကလည်းလုံခင်ရဲစခန်းအတွင်း15မိနစ်ခန့်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ကြောင်းပြည်သူများအနေနဲ့လုံခင်ရဲချက်ဆက်ရုံနဲ့နီးတဲ့နေရာများအထူးတတိထားနေထိုင်ကြဖို့ပြောပြပါရယ်စစ်ကောင်စီတပ်ကဖားကန်ရဲဝင်ပေါက်ထွက်ပေါက်တွေကိုအရပြည်ယူရန်ရှိရွယ်ပြီးစစ်အင်အားဖြည့်တင်းနေခြင်းဖြစ်ကြောင်းလက်ရှိကာမိုင်းဖားကန်လမ်းကျော်ကိုလည်းလွတ်ခင်ရတဲ့အတွက်ပြည်သူများစစ်ပီးအတွက်ကြိုတင်ပြင်ဆင်ရှောင်ထားတဲ့ကြောင်းစစ်ကောင်စီတပ်ကဖားကန်မှာရှေ့လန်းတမ33ရဲ့ဖားကန်ပြူဟာကုန်းလုံခင်ရန် ်ချံကန်စည်းပြူဟာမစွန့်ရန်အထုတ်ထောင်းလုံခင်းမြောက်ကုန်းရေကင်းဖားကန်ရေကင်းတရုတ်ဘုံကြောင့်ဖျားပေါ်မှာဖားကန့်ပြူဟာကုန်းမှာရှေ့ကင်းထုတ်ထားတဲ့ရှေ့ကင်းစကန်လို့ရှိတယ်လို့သိရပါဗျ။ နောက်ထပ်တစ်ပုတ်အနေနဲ့ပေါကောင်းမြို့နယ်မှာကျင်းရွာမီရှို့ဖျက်ဆီးတဲ့စစ်တပ်စစ်ကြောကို PDF ပူးပေါင်းတပ်များတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပြည်ခရိုင်ပေါကောင်းမြို့နယ်ရှိတိုက်ချောင်းကျင်းရွာမီရှို့ဖျက်ဆီးတဲ့စစ်ကောင်စီတပ်စစ်ကြောကိုပြည်သူ့ကာကွယ်တပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ချောင်းကျင်းရွာကိုမေလ26ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်စစ်ကြောဝင်ရောက်လာပြီးနေအိမ်များကိုမီရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ညနေပိုင်းမှာပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်3600တင်းအမှတ်1တရင်နဲ့ပူးပေါင်းတပ်တွေကကျေးရွာနီမှာတိုက်ခိုက်ခဲ့တာလို့တော်လိုင်းရဲဘော်တုံးကပြော ောပါတယ်တိုက်ခိုက်မှုတွင်စစ်ကောင်စီဘက်မှတအုပ်တည်ဆောင်ပြီးခုနဦးတရားရရှိကတည်ဆောင်သူနဲ့တရားရသူတွေကိုအဲ့ဒီနေ့ညပိုင်းမှာပောက်ခေါင်းမျိုးပေါ်ကိုပြန်လဲခေါ်ဆောင်သွားကြောင်းသိရပါဗျ။ တိုင်ချောင်းကြီးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်စစ်ကြောင်းဝင်လာတယ်လို့ပေါက်ကောင်မျိုးကန်တောက်ကဆိုပါတယ်စစ်ကောင်စီစစ်ကြောင်းမရှိတော့ပေမဲ့ပြန်မွင်ရဲတေဝူရွာထဲကအိဆယ်လုံးမီးတောင်သွားတယ်လို့ကြားတယ်ဘယ်သူနဲ့မှပြန်မွင်ရဲသေးတာအခြေအနေကြည့်မရတယ်လို့တိုင်ချောင်းကြီးရွာကန်ဒေသခံတောက်ကပြောပါတယ်ပေါက်ကောင်မျိုးနယ်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီကတိုက်ပွဲပြင်းထန်ပြီးရဲ့နောက်ပိုင်းထိတ်တန့်ရင်ဆိုင်တိုက်ပွဲမဖြစ်ခဲ့ပေအခုတစ်ချိန်တိုက်ပွဲပြန်ဖြစ်တာဖြစ်ပါတယ်ဖေဖော်ဝါရီ၁၈ရက်ကပေါက်ခေါမျိုးနေစစ်ကောင်စီတပ်ထောက်ပို့ကားကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဘက်မှ၉ဦးသေဆုံးခဲ့ပါ ါတယ်။ဖေဖော်ဝါရီကစီးရီးတင်းမာကဲစဉ်စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေစစ်ကြောင်းထိုးခြင်းများပြုလုပ်ခဲ့ပြီးပေါက်ခေါင်းမျိုးအိုင်ဆောင်ရွာ၊ကွင်းကြီးရွာနေရုံးမပတ်ဝန်းကျင်ဒေသတွေမှာဒေသခံပြည်သူ9000ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။တော်လိုင်းအားကောင်းတဲ့ဒေသတွေမှာရက်သားများကိုဦးတည်ပြီးမြေလန်စနစ်ကျင့်သုံးတဲ့စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေဒီခရိုင်တွင်ရောက်လာပြီဖြစ်ပြီးဒေသခံများသတိပြုကြဖို့ပြည်မျိုးနယ်အခြေခံပညာကျောင်းသားများသမဂ္ဂကသတိပေးပါတယ်။ဒီခရိုင်တွင်ပြီးပေါက်ခေါင်းရွှေတောင်ပဏောင်းမြို့နယ်တို့တည်ရှိပါတယ်။လက်ရှိမှာပဏောင်းမြို့နယ်တွင် ်ရှိပရောင်းနဲ့အုပ်ချုပ်ပင်မြို့မှာစစ်ကောင်စီတပ်စခန်းတွေကိုအရက်ခတ်တက်တော်အေးနဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်နေပြီးတိုက်ပွဲဖြစ်ပွားနေပါတယ်။စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်မှုတွေမြေပြင်စစ်ကြောင်းတွေကတနက်နဲ့ပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့တောင်တာနယ်ထဏောင်းကုန်းပြူရွာကိုစစ်တပ်အင်အားထပ်တိုးထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေဆက်ခရိုင်စစ်စေးမှာတိုက်ခိုက်ခံရတဲ့ထဏောင်းကုန်းပြူစောတိရွာကိုစစ်ကောင်စီတပ်တွေအင်အားတိုးထားပြီးတော်လိုင်းတပ်တွေကဖျက်တောက်ရေးတွေလုပ်ထားတယ်လို့မြင်းကျန်ခရိုင်တရင်သုံးစီရတရားပါရယ်။မေလ15ရက်ကစတင်ခဲ့တဲ့ခရိုင်စစ်စင်ရေးမှာထဏောင်းကုန်းပြူစောတိရွာကိုမြင်းချန်ခရိုင်တရင်တုံးနဲ့တောင်တာမြို့နယ်ပကဖားတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့တရင်တုံးတရင်မှုကပြောပါရယ်။ အဲ့ဒီရွာကအိမ်တွေအကုန်လုံးကိုကျွန်တော်တို့စီးနိုင်ပြီးယူကောင်းဆောင်ထူအောင်အိမ်နဲ့သူ့ရှိဘက်ကလေးကအိမ်မဲကျန်တော့တာလို့တရင်တုံးတရင်မှုကပြောပါတယ်တနောင်းကုန်းပြူစောတိရွာဟာတောင်သာမြို့နယ်မှာနာမည်ကြီးပြူစောတိရွာဖြစ်ပြီးယူကောင်းဆောင်ထူအောင်ကဥဆောင်ထားပါတယ်အဲ့ဒီရွာမှာစစ်တပ်နဲ့ပြူစော်တီစုစုပေါင်းအင်အား90ခန့်တပ်ဆွဲထားတယ်လို့သိရပါတယ်မေလ15ရက်ကနေ18ရက်နေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်ကလေကြောင်းကနေ ပုံကျဲတက်ခိုက်ခဲ့တာမို့တော်လိုင်းတက်တွေကမီတာ100အကွာနေကဝိုင်းထားခဲ့တာလို့ဆိုပါတယ်အဲ့ဒီနောက်လီရင်ပစ်ကူယူပြီးမြင်းကြံမျိုးတီတာရွတ်မွန်စက်ကြောင်ကနေအင်အားတရာကျော်လာရောက်စစ်ကူပေးကဖြူကောင်းဆောင်ထူအောင်တဲ့ဖွဲ့ကိုခေါ်ယူပြန်လဲဆုတ်ခွာသွားတယ်လို့သိရပါတယ် အခုနောက်ဆုံးကတော့မြေချံကပြည်သူစစ်တရားကြော်လောင်းတဲ့လာတက်ဆွဲတယ်လို့သိရတယ်ဒီရွာကိုကျွန်တော်တို့ဖြတ်တောက်ရေးတွေလုပ်ထားတယ်တိုက်ပွဲပြီးတဲ့နောက်ရက်မှာလဲစစ်တပ်ကလေရင်နဲ့ရိတ်ခါတို့တာချပီးသေးတယ်လို့တရင်တော့တရင်မှုကပြောပါတယ်သုံးရက်တာတိုက်ပွဲမှာထနောင်းကုန်းပြူစောတိရွာစစ်သားနဲ့ပြူစောတိ၅ဦးမျက်မြင်သိဆုံးခဲ့ပြီးလေကြောင်းပစ်ခတ်မှုတွေကြောင့်တော်လိုင်းရဲပေါ်ဆယ်ဦးမစိုးရင်ရတရားရရှိခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်